အစီချတဲ့အခါမှာအရေးဝအောင်အိပ်ဖို့အရေးကြီးတယ်အိပ်ချိန်လုံးလောက်ဖို့လိုတယ် sleeping quality ကောင်းဖို့လိုတယ်ဆိုပြီးမှကျွန်တော်ခဏခဏ emphasize လုပ်ပြီးမှပြောတယ်ဒီနေ့လည်းကျွန်တော်ဒီအိပ်ချိန်နဲ့ပတ်သက်ပြီးတော့မှဒီအရေးမဝလို့ဒီဖြစ်လာတဲ့နောက်ဆက်သွဲပြဿနာတွေကျွန်တော်နောက်ဆက်သွဲအစားစားခြင်းစိတ်ကိုဘလို့စွပီးလာတဲ့ဟာတွေကိုယ်တိုင်ကြုံတွေ့လာခဲ့တဲ့ဒီနေ့ရဲ့ဖြစ်စဉ်လေးကို sharing ပြန်လုပ်ပေးမယ်မနေ့ကကျွန်တော်စင်ကာပူကနေရန်ကုန်ကိုလာတယ်လေရင်က delay ဖြစ်တဲ့အခါကျတော့ညမှထွက်ဖြစ်တယ်ရန်ကုန်လေရင်စိုက်တဲ့အခါည၈နာရီထိုးခါနေနေပြီး luggage တွေရွေးပြီးမှအပြင်ရောက်လာတဲ့အခါတော့လည်း ၈နာရီခွဲတော့မယ်အဲ့တော့ကျွန်တော်စားတောက်ပြီးတော့မှအကုန်လုံးတန့်ရှင်းလုပ်ပြီးအိယာဝင်တော့မယ်ဆိုတဲ့အချိန်မှာကြည့်လိုက်တော့အဲအချိန်က၁၀နာရီခွဲကျော်နေပြီအဲ့တော့အိတ်တဲ့အခါကျတော့၁၇နာရီထိုးရင်လည်းထိုးသွားနိုင်တယ်နောက်ရက်မနေ့ဆိုရင်ကျွန်တော်၄နာရီနိုးရတယ်ဘာဖြစ်လို့လဲဆိုတော့လေမန္တလေးလာဖို့အတွက်လေရင်က၆နာရီမီသွားရတာကိုအဲ့ဆိုလေစိတ်ကို၅နာရီအမီသွားရတယ်အဲ့တော့၄နာရီထားတဲ့အခါကျတော့ကျွန်တော်ရဲ့အချိန်ကစုစုပေါင်း၅နာရီမကျော်ဘူး၄နာရီကျော်ပဲရှိတယ်ဒီမှာပြဿနာဆတော့တာပဲလေစိတ်ရောက်တဲ့အခါမှာ၅နာရီကျော်လေးပဲရှိသေးတယ်ဒါပေမဲ့ကျွန်တော်ပိုက်အရန်စားတယ်ဘဝင်ခါတပွဲသွားစ ားလိုက်တယ်စားပြီးတော့ကျွန်တော်လင်းဘောတက်တယ်လင်းဘောမှာကျွေးတဲ့ပေါင်မုံတစ်လုံးလည်းစားလိုက်တယ်အိမ်ရောက်တဲ့အခါ၈နာရီခွဲလောက်ရှိနေပြီအဲ့တော့ကလေးပို့ရတယ်ဘိုက်ကစာနေတလို့ပဲဆိုပြီးတော့မှဒီကစုံဥရဲ့ချက်ဥပြုတ်နှလုံးရဲ့ coffee တခွက်ရယ်အဲ့ဒါဖြော်ပြီးတော့မှစားပြီးတောက်ပြီးတော့မှကလေးကိုចောင်းပို့တယ်ပြန်လာတော့လူကနည်းနည်းလေးမူးနှောက်နေပြီးအေးကမဝဘူးကိုတညလုံးတိတ်မဲ့အိတ်ခဲရတော့လူကနေလွတ်ထိုင်လို့မကောင်းဘူးအဲ့တော့အိတ်တယ်ဒီလက်လို့ရှာရှာနေတဲ့ activity ကမရှိတော့ဘူးကရင်ပေါ်မှာလဲလိုက်တယ်ကျွန်တော်က7နာရီ PT train ရတယ်7နာရီမတိုင်ခင်ကျွန်တော်ပြန်ထလာတဲ့အခါကျတော့ bike ကနည်းနည်းစားရတယ်ကျွန်တော်ပုံမှန်ဆိုရင်အဲ့ချိန်ကိုအရင်ကယူဆိုင်တယ်ပုံမှန်ဆိုရင်ကျွန်တော်ရဲ့အဲ့ချိန်က9နာရီကြော်ကိုကြော်တယ် sleeping quality ကလည်းကောင်းတယ်အဲ့ချိန်မလုံလောက်တော့ကျွန်တော်တစ်ချိန်လုံးပိုက်စာနေတယ်ဒီ PT မ train ခင်မှာ ပဲကျွန်တော်ဘာဂီနီယာကိုခွဲပြီးတော့မှတချမ်းစားလိုက်တယ်ဒီဘာဂီနီယာထောက်ပတ်ကြီးကအကြီးကြီးပဲအဲ့ဒါတချမ်းစားပြီးတော့မှ PD train နဲ့ပြီးတော့မှ12နာရီကြော်လာတဲ့အခါကျတော့ထမင်းစားချိန်ရောက်ပြီးပိုက်လက်စားတယ်အဲထမင်းကိုပုံမှန်စားတယ်စားပြီးရင်ကျွန်တော်လည်းလမ်းလည်းမရှောင်နိုင်တော့ဘူးလို့လှောက်ရှားလည်းမနေနိုင်ဘူးလူကနေလို့ထိုင်လို့မှမကောင်းတာမနေကအဲ့ချိန်ကမကောင်းခဲ့တာကိုအရေးကမဝခဲ့ဘူးအဲ့တော့ကရင်ပေါ်ပြန်လဲထားတယ်ပြန်အိတ်နေတယ် ညနေ3:00နာရီကျော်တော့ bike ကပြန်စားလာတယ်။ဝယ်ထားတဲ့ဝက်သား6လေး bike ထဲပြင်ထည့်တယ်။ကလေးចောင်းကျိုចောင်းပိုးကိစ္စတွေအကုန်လုံးပြင်လုပ်ပြီးတော့မှညနေပြင်ရောက်တဲ့အခါမှာလည်းညနေစားစားတဲ့အခါထမင်းစားနေကြပုံမှန်ထမင်းဟင်းတွေပြင်စားတယ်။ ်ပြင်တွက်လိုက်မယ်ဆိုရင်မနက်ကနေညနေချီကျွန်တော်သမင်းသုံးနက်ကိုပုံမှန်စားနေတဲ့အပြင်ကိုမှမဝင်သင့်ပဲနဲ့ဝင်သွားတဲ့ကယ်လိုရီတွေလည်းမနည်းဘူးဒီ snacks တွေရောဒီစားနေတဲ့ဒီကစုံဥတွေရောဒီပေါင်မုန့်တွေဒီမုန့်ဟင်းကားတွေရောအဝင်သွားတဲ့ကယ်လိုရီကတွက်လိုက်ရင်ဘလို့မှတွက်ချင်မကြိုက်ဘူးပြောစရာရှိတယ်အဲ့ဒါဆိုရင်မစားနဲ့ထိန်းထားပေါ့ ထိုင်လို့မရဘူးလူကပိုက်စာနေတာခန္ဓာကိုယ်ကဒီ reaction လာနေတော့ပိုက်စာနေတော့လူကစားကိုစားချင်နေတာအဲကြောင့်မလို့ရှေ့ရက်က sleeping quality မကောင်းခဲ့ဘူးအဲ့ရေးကိုလုံးဝမလုံလောက်ခဲ့ဘူးဆိုရင်ဒီနောက်တရက်ကဒီလိုမျိုးနောက်ဆက်သွဲပြဿနာတွေကြုံတွေ့လာတာကတကယ်ကိုမတန်တာဒါကြောင့်မလို့အစီချတဲ့အခါမှာအဲ့ချိန်ကိုလုံလောက်အောင်အဲ့ပါလို့ကျွန်တော်ခဏခဏ emphasize လုပ်မှပြောတယ်အဲ့ချိန်မှမလုံလောက်ဘူးဆိုရင်ဒီအခုပါးစပ်ကိုဘလို့မှမထိန်းနိုင်ဘူးပါးစပ်မထိန်းနိုင်ရင်ဝင်လာတဲ့ကယ်လိုရီကပိုးနေမှာပဲအဲ့တော့အစီချတာကဝေးတိထက်ဝေးနေမှာ